ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာအရေးတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေနဲ့ဆွေအုပ်စုရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒပြပွဲတစ်ခုကိုမြန်မာနိုင်ငံသား200ကျော်ကအမေရိကန်သမ္မတအင်ဖြူတော်ရှင်နဲ့တရုတ်တန်ယုံရှင်မှပြုလုပ်ခဲ့ကြပါတယ်။နိုဝင်ဘာလ22ရက်နေ့ညနေမှာဆန္ဒပြသူတွေဟာမြန်မာအရေးမှာတရုတ်နိုင်ငံကဝင်ရောက်ဆွတ်ဖက်နေမှုကိုဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့စစ်တပ်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းထုတ်ဖော်ခဲ့ကြတာလို့ဆိုပါတယ်။ ဒါအပြင်သမ္မတဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးလှုပ်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။ပေါ်စတာတွေဆိုင်းဘုတ်တွေကိုကိုစီကင်ဆောင်ကကျွေးကြော်တန်းတွေကိုလည်းပြိုင်တူကျွေးကြော်ပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဒီဆန္ဒပြပွဲကိုဝါရှင်တန်အခြေစိုက် anti dictatorship in Burma DC Metro Area အဖွဲ့အပါအဝင်အမေရိကန်အရှေ့ပိုင်းပြည်နေတွေကမြန်မာအရေးလှုပ်ရှားနေတဲ့အဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါဗျ။